အားလုံးပဲမင်္ဂလာပါမကြသေးခင်ကပဲဇလန်အပိုင်း88အတွက်နောက်ထပ် update တစ်ခုရရှိခဲ့ပါတယ်ချစ်ပရိသတ်တို့တည်ထားသလိုပဲအပိုင်းသစ်ကလည်းမကြခင်ထွက်ရှိလာတော့မယ်ဆိုတာပုံကတပတ်လောက်ကလေးကအမတို့ကိုပြောပြထားခဲ့ပြီးအခုဆိုရင်22ရက်နေ့ကိုနီးလာပါပြီတီလာမကုံခင်မှာအပိုင်းသစ်ထွက်လာဖို့လည်းမျှော်လင့်ထားပါတယ်အခုတော့ပုံကမအားတို့အတွက်နောက်ထပ်အံ့ဩစရာတစ်ခုကိုပြောထားခဲ့ပြီး လာမယ့်ဇလန်အကြောင်းပိုတိကြတဲ့အသေးစိတ်ချက်လက်တွေကိုမျှဝေခဲ့ပါတယ်ဒီဗီဒီယိုမှာအမှသိထားတဲ့စိတ်လှုပ်ရှားစရာသတင်းအသစ်တွေအကောင်လုံးကိုပြောပြပေးမှာပါစကီဘီဒီတာလက်ဆီရီးစ်တဲကိုဘယ်ဆက်ကောင်ကပြန်လဲထပ်ပေါ်လာတော့မှာလဲဘာကြောင့်ဒီအတွက်အရန်ကို စိတ်လှုပ်ရှားနေရမလဲမကြခင်မှာအမတို့တွေ့မြင်ရမယ်မထင်မှတ်ထားတဲ့ဇလန်လှက်ွက်တွေနဲ့ဒီအကောင်လုံးကိုအသေးမထင်မှတ်ထားနိုင်တဲ့အရာတခုဖြစ်လာမယ်ဆိုရင်ဘယ်လိုလဲ ဒါဆိုရင်စကီဘီဒွါလာယူနီဗာစီတီကတည်င်းအသစ်တွေအကောင်လုံးကိုသိချင်နေဆိုရင်လက်ဖေးရည်နဲ့မောင်းတွေကိုအစင်သင့်ပြင်ထားပြီးဒီဗီဒီယိုကိုအဆုံးနဲ့ကြည့်ဖို့ပြင်ဆင်ထားပါဒီဗီဒီယိုကို like လုပ်ပြီး channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ရှင်အခုဆို subscribe လုပ်ပြီးပြီဆိုတော့ဆက်သွားကြရမှာပထမဆုံးအကောင်ဆုံးအပိုင်းကနေစလိုက်ရမှာအရင်တနေ့ကပဲ Tofush ပုံမြတ်တရားဝင် Discord channel ရဲ့ admin တယောက်က အမတို့နဲ့ရင်းနှီးမှုရှိနေတဲ့ဇက်ကောင်တယောက်ပါတဲ့ပုံတပုံကိုတင်ခဲ့ပါတယ်။ဒါပေမဲ့ဒါတင်မကပဲဇလန်းအပိုင်းနဲ့ပတ်သက်ပြီးအရေးကြီးတဲ့တစ်ခုကိုလည်းကြေညာခဲ့ပါတယ်။ Duffish Bomb နဲ့ EPO 75နဲ့ပြောတဲ့အထဲမှာဇလန်းအပိုင်း88ဟာအတီအကျ73မိနစ်ကြာမယ်ဆိုတဲ့ချက်ကို Bomb ကနေရရှိခဲ့တဲ့သတင်းအဖြစ်ဖွင့်ဟခဲ့ပါတယ်။ဒီအသေးစိတ်ချက်ကိုသူမပြောပြခဲ့တော့အမကအပိုင်း88ဟာ ဒီလောက်အချိန်ကြာမယ်လို့ခန့်မှန်းမိမှာပါ။ဘာကြောင့်လဲဆိုတော့ပုံကနောက်ပိုင်းမှာအန်အောဆရာကြီးများကြီးဖွင့်ရခဲ့တဲ့အခါဒီဇလန်းဟာ7မိနစ်ဒါမှမဟုတ်17မိနစ်လောက်ကြာမယ်လို့လည်းပြောခဲ့ပါတယ်။ဒါကြောင့်အခုဆိုရင်ပိုတီးကြတဲ့အချိန်ကိုရရှိထားပြီလို့ပြောလို့ရပါတယ်။အသေးချာဆုံးက7မိနစ်အထက်မှာတင်ရှိနေမယ့်အပိုင်းမှာအရင်ကအမတို့ရရှိခဲ့တဲ့လေးခုနကခုနဲ့မတူပဲဒီတစ်ခုကပိုးမြက်အကောင်ဆုံးပုံစံထက်လှုပ်ထားတာပါ ဆိုလိုတာကတီပုံရဲ့အရေးသွေးဟာအရန်ကိုမှုံဝါးနေပြီးဘာကိုဖော်ပြထားလဲဆိုတာကိုခွဲခြားရခက်ခဲစေတဲ့အရေးသွေးပါ quality ကောင်းတာမျိုးတွေထက်ကန်နဝင်ဆန်တဲ့ပုံစံကိုပြန်သွားနေပြီလို့ထင်ပါတယ်အခြေခံအားဖြင့် security ဓာတ်လက်ပြဿနာတွေဟာဒီပုံထဲမှာပါကိုဖော်ပြထားလဲဆိုတာကိုဆွေးနွေးရင်အုပ်စုနှစ်စုခွဲသွားခဲ့ပါတယ်ပထမအုပ်စုကြီးကတော့သူတို့ဟာ Astro Dollar တမျိုးမျိုးကိုအစင်မြင့်တင်မှုတွေနဲ့အတူမြင်နေရတယ်လို့ပြောနေကြပါတယ် ဒါမှမဟုတ် Astro Strider လိုမျိုးတစ်ခုခုဖြစ်နိုင်တယ်လို့လည်းပြောနေကြပါတယ်။ဒါဟာ Astro တက်တွေထဲမှာဒီလိုတက်တော်ဝမျိုးကိုမမြင်ဘူးသေးတဲ့အတွက်တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ဒါပေမဲ့ Alien ဖက်ကတော့ Strider နည်းပညာတွေကိုအမားတို့မြင်ဖူးပြီးသားပါ။ကင်မရာမန်နဲ့ speaker မန်းတွေဟာနောက်ဆုံးဆက်လန်တွေမှာပုံမအစင်းမြင့်တင်ထားတဲ့သူတို့ရဲ့ strider တွေကိုပိုင်ဆိုင်ထားတာကို chip rate တက်တို့လည်းသိပြီးသားပါ။ စကီဗီဒီဂျာလက်စထရိုက်တာတွေကိုလည်းတတိယမိပေမဲ့အမှန်တရားကတော့သူတို့ဟာ series ထဲမှာတိုက်ခိုက်သူတွေမဟုတ်ပဲကက်ပါကောင်တွေသာဖြစ်ပါတယ်။ဒီပေမဲ့မျိုးနွယ်ကလည်း TB Strider တွေမရှိသေးပါဘူး။အခုတော့ Astro Dragon တွေကိုလည်းအရေးကြီးတဲ့အစစ်မြင့်တယ်မို့အသစ်တွေရဲ့စိန်ရင်ထဲထည့်သွင်းလိုက်ပုံပါပဲ။ဆိုတော့တစ်ဖွဲ့ကထင်ထားတာတော့ဒီကောင်ကြီးက Astro Strider ဖြစ်မယ်ပေါ့လေ။ ြပြီးတော့ပထမအုပ်စုရဲ့ SKBD ဂျာလက်ပရိသတ်တွေရဲ့အဆိုအရဒီပုံထဲမှာ Astro Strider တကောင်ကို ဖော်ပြထားတယ်ဆိုရင် Astro တက်တွေဟာ TB မန်းတွေကိုကျော်ဖြတ်ပြီးသူတို့ရဲ့ Strider တွေကိုပထမဆုံးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ဒီလိုဖြစ်ခဲ့ရင်တော့ဒီ Astro Strider ဟာဘလို့စွမ်းရည်တွေရှိမလဲဆိုတာကိုအမှစဉ်းစားမိပါတယ်။သူဟာကင်မရာနဲ့ speaker strider တွေထက်ပိုပြီးတော့တန်ပါမလား။ဘလို့ထူးခြားတဲ့စွမ်းရည်တွေရှိနိုင်မလဲ။ ဒီပုံသေးမှာအမတို့မြင်ရတာကတော့ဒီတတဝဟာနေအောင်ချီထီတဲ့အကကွယ်အုပ်ထုပ်တစ်မျိုးနဲ့တက်ဆင်ထားပုံမှာပဲသူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းမှာခိုးတစ်ခုရှိပြီးဒါကတိတ်မရှင်းလင်းပေမဲ့သူ့အုပ်ထုပ်အပေါ်မှာမျက်မှန်တစ်ခုရှိတယ်လို့လည်းထင်ရပါတယ်။ဒါမှမဟုတ်သူ့ရဲ့မျက်လုံးတိမ်မှာတောက်ပတဲ့အလင်းတစ်ခုရှိနေတာလည်းဖြစ်နိုင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဒီပုံရဲ့အရေးသွေးကသူ့ရဲ့ပုံမှန်တွင်ပြန်ကြောင်းမြန်မြန်ဆဆပြောဖို့ခွင့်မပြုပါဘူး။ဒါပေမဲ့အမတို့ရရှိထားတာကတော့ မှာစပိုင်းဆိုင်ရာပင့်ကိုခြေထောက်တွေရှိပြီးဒီနေရာမှာကြောက်တုံးတစ်ခုဒါမှမဟုတ်အိမ်ခေါင်မိုးတစ်ခုပေါ်မှာရက်နေပုံမှာပဲအခုတော့ဒါတွေအကုန်လုံးကိုသေချာစူးစမ်းကြည့်ရမှာဒီပုံထဲမှာပါတဲ့ကောင်ကတကယ်ပဲ Astro Strider တကောင်ဖြစ်နေတဲ့ဆိုရင်ပိုးမှာလာမယ့်ဇလန်းမှာဒီမှာတဲ့အန်အောဆရာတစ်ခုကို ပြင်ဆင်ထားတာဖြစ်နိုင်ပါတယ်စိတ်ကူးကြည့်ပါရှင် Alliance ဒါမှမဟုတ်အထူးသဖြင့် Speaker Man တွေဟာသူတို့ရဲ့တက်တွေကိုမြင့်တင်နေရင် တို့ရဲ့နေပညာတွေကိုချိန်ညှိနေခဲ့တဲ့ချိန်မှာအက်စတိုတက်တွေဟာဒိတ်တဆိတ်နဲ့နောက်ွယ်မှာကြီးမားတဲ့အရာတစ်ခုခုကိုတိဆောက်နေခဲ့ပါတယ်။အခုတော့တို့ဟာဘသူမှမထိမှတ်ထားတဲ့အက်စတိုစတရိုက်တာတကောင်ကိုစတင်ထုတ်ပြလာပါပြီ။ဒီပုံထဲမှာအမတို့မြင်ရတဲ့အနှဲငယ်အချက်လက်တွေရဒီစတရိုက်တာဟာကင်မရာမန်နဲ့စပီကာဗာရှင်းတွေထက်ပိုကြီးမားပြီးတန်ချက်ကာတွေနဲ့အကာအကွယ်စနစ်ကောင်းမွန်တဲ့ပုံမှာပဲသူ့ခန္ဓာကိုယ်ပေါ်မှာမြင်ရတဲ့ လေမော်ရောင်ခိုးကသူ့ကိုစွားမြင့်တင်ပေးနိုင်ပါတယ်။သူ့မှာထူးခြားတဲ့ခိုးတစ်မျိုးရှိနိုင်တယ်ဆိုတာလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ပုံရဲ့အရေးသွေးညံ့ဖြစ်မှုကြောင့်တာကိုသေးချာမပြောနိုင်ပါဘူး။ဘလို့ပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာအရာအလွန်တန်မာတဲ့ဆက်တလုံးကိုကြည့်နေရတာဖြစ်နိုင်တယ်လို့အခြားထူးခြားတဲ့စွမ်းရည်တွေလည်းရှိနိုင်ပါတယ်။သူဟာစွမ်းငင်အားဆက်ကွင်းတွေကိုထိန်းချုပ်နိုင်မလား။ဒါမှမဟုတ်တိုက်ပွဲတွင် အကွာအဝေးတိုတွေကိုခုံကျော်နိုင်မလား။ တမမဟောစကီဗရီစတိုက်တာတွေလိုရန်သူကိုထိန်ချုပ်မဲ့ကက်ပါကောင်တကောင်ပဲဖြစ်လာမှာလား။ပုံကဒီတပုံကိုတတ်တတ်တင်ချတာပါ။ဒါကြောင့်ပဲဒီဆိုးရွားတဲ့ကောင်လေးမှာသူ့ရဲ့ထူးခြားတဲ့စွမ်းရည်တွေတစ်ခုခုရှိမယ်။တမမဟောစကီဗရီဂျာလက်ပရိသတ်တွေမမှန်ကန်ပဲတာဟာအက်စတိုဂျာလက်တမမဟောစတိုက်တာမဟုတ်ပဲစီရစ်အတွက်တကယ်ကိုအထူးဆန်းဖြစ်စေမဲ့ပိုအရေးကြီးတဲ့တယောက်ယောက်ဖြစ်နိုင်ပါတယ်။တစ်ဖက်ကပရိသတ်တွေမြင်တဲ့ဒီပုံရိပ်ဟာအက်စတိုဂျာလက်မဟုတ်ပဲ မေးလျော့ထားတဲ့အလိုင်းရန်ကစက်ကောင်တိတ်အောင်ဖြစ်နိုင်တယ်လို့လည်းပြောနေကြပါတယ်။အမပြောနေတာက Skibidi Scientist ကိုဆိုလိုတာပါဟုတ်ပါရဲ့ရှင်။ဇလန်အပိုင်း90မှာသူ့ရဲ့ဘန်ကာကနေထွက်ပြေးဖို့မအောင်မြင်ခဲ့တဲ့ကြိုးစားမှုအပြီးမှာ Titan 3ရောက်ရဲ့ဖြက်စီးမှုကိုခံခဲ့ရပြီးသူ့ရဲ့အေယာမှ Scientist Report ကိုအလိုင်းရန်နဲ့ဂျီမန်အဖွဲ့ဝင်တယောက်ကနောက်ပိုင်းမှာအသုံးပြုခဲ့ပါတယ်။ဒါပေမဲ့သူဘလို့ပြန်လာနိုင်မှာလဲ။ဘာကြောင့်လဲ။ပထမဆုံးနေနဲ့ဇလန်အပိုင်း90မှာ စကီဗီဒီဆိုင်တစ်ဖြက်စီးခံရပြီးနောက်သူ့ရဲ့ခန္ဓာကိုယ်ကိုဘာဖြစ်သွားလဲဆိုတာကိုပြန်စဉ်းစားကြည့်ရအောင်စိတ်ဝင်စားစရာကောင်းတာကတော့ပေါ်မှာဒါကိုအမရုပ်ကိုတိုက်ရိုက်မပြခဲ့ပါဘူးအတိကပါတာကတော့ဆိုင်တစ်ဟာနောက်ဆုံးမှရှုံးနိမ့်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့မူလခန္ဓာကိုယ်ကိုအလိုင်းရန်ရဲ့တက်ခွဲခန်းတစ်ခုထဲသို့ဓမ္မမဟုတ်အမထင်တာကတော့အရေးကြီးဆုံးတိတ်ပန်စမ်းသပ်မှုတွေပြုလုပ်တဲ့လျှို့ဝှက်ထားတဲ့အထူးဌာနတစ်ခုထဲကို scientist ရဲ့ body ကို နောက်ပိုင်းမှာယူဆောင်သွားမယ်လို့ထင်ပါတယ်။ Alliance ဟာ scientist ကိုသူတို့ရဲ့အကျိုးမြတ်အတွက်ပြန်လည်ရှင်သန်ဖို့အစီအစဉ်တစ်ခုရှိနေမယ်ဆိုရင်ရောဒါပေမဲ့သိချာတာကတော့ဒီအဖွဲ့စီရဲ့အာဏာပိုင်တွေဟာဒီအစီအစဉ်ကိုတိုက်တန်တွေဒါမှမဟုတ်ဖလန်ဂျာမန်ရဲ့တငယ်ချင်းတွေဖြစ်တဲ့ကင်မရာဝမ်မန်တို့မသိအောင်တော့လျှို့ဝှက်ထားမှာပါ။ဘာလို့ဆိုဖလန်ဂျာမန်နဲ့တောက်စပီကာမန်တတ်ခဲ့တဲ့ scientist ကိုပြန်ရှင်အောင်လုပ်ဖို့သူတို့တွေလက်ခံမှာမဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ဘုံကဇလန်အပိုင်း80မှာစကီဝီဒီဆိုင်ဒစ်ရဲ့ရှုံးနိမ့်မှုအပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုဘာဖြစ်သွားလဲဆိုတာကိုရှင်းရှင်းလင်းလင်းမပြသခဲ့ပါဘူးတက်ဖူ့ဘုံကဆိုင်ဒစ်ကိုနောက်ပိုင်းအလဲပြောင်းတစ်ခုအတွက်တင်ထားတာလည်းဖြစ်နိုင်ပါတယ်အလိုင်းရဲ့ဟာဆိုင်ဒစ်ကိုပြန်လည်ပရိုဂရမ်လုပ်ပြီးအသက်ရှင်စေရင်သူတို့ဘက်မှာအလွတ်လုံနိုင်မဲ့တစ်ခုခုအဖြစ်ပြန်လည်တည်ဆောက်ဖို့အစီအစဉ်ရှိနေမယ်ဆိုရင်စဉ်းစားကြည့်ပါဒါကလည်းဖြစ်နိုင်ခြေရှိပါတယ် အလိုင်းရံတွေကစိုင်းဒီဆယ်ဘော်ဒီကိုအလကားတသက်တော့ထားမယ်လို့မထင်ပါဘူး။ဒါတွေအကုန်လုံးကိုအနှစ်ချုပ်ရရင်ဟုတ်ပါတယ်။စိုင်းဒီဆယ်ခန္ဓာကိုယ်ကိုအလိုင်းရံကယူဆောင်သွားပြီးတနည်းရာရာမှာတင်ထားတာဒါမှမဟုတ်စံသက်မှုတွေပြုတ်လုနေတာဖြစ်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့စကေဗီစိုင်းဒီဆယ်ဆက်လန်းဟာမပြီးသေးပဲအမားတို့မမြင်ဖူးသေးတဲ့ပုံစံတဲ့နဲ့ပြန်လာနိုင်တဲ့ဖြစ်နိုင်ခြေရှိပါတယ်။ရန်သူတယောက်ဖြစ်မဟုတ်ပဲ ပြည့်စုံတဲ့ပြောင်းလဲမှုတစ်ခုအဖြစ်ဖြစ်နိုင်ပါတယ်။ဘုံကဒါကိုဇလန်အပိုင်း88မှာဒါမှမဟုတ်မကြခင်မှာတကယ်ထုတ်ပြမယ်ဆိုရင်ပြည်သက်တွေအကုန်လုံးကိုတုံလှုပ်စေမှာပါ။ဒီအကုန်လုံးကိုတင်ပလို့ထင်မြင်ပါတယ်။ဇလန်အပိုင်း88တွက်အရှင်ကလိုပဲစိတ်လှုပ်ရှားနေတော့မဲလား။ဒါတွေအကုန်လုံးကတော့ဒီနေ့အတွက်ပဲဖြစ်ပါတယ်။အမပြောခဲ့တာတွေကိုသင်ပလို့ထင်မြင်လဲဆိုတာကို comment မှာရေးခဲ့ပေးပါအောင်နော်။ဒီပုံထဲအကောင်က Astro Strider တကောင်လား။ဒါမှမဟုတ် တိရွာပြန် scientist ဖြစ်မလားဇလန်အပိုင်း88ထွက်ဖို့စောင့်နေရင် update တွေရဖို့အမ channel ကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ရှင်နောက် video မှာပြန်ဆောင်ရမှာနော်အမကတော့ lady ခင်ပါ